အနီးပါဝေါ်ချင်မှာငလျင်လုံနေတဲ့အခါမှာကိုယ့်ရဲ့ဖုန်းကနေ notification alert လုတ်ပေးနိုင်တဲ့နည်းလမ်းမျိုးကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ပထမတစ်မျိုးကတော့ကျွန်တော်တို့ဘာ software မှမလိုဘူးပေါ့နော်ဖုန်းရဲ့ setting ကနေသွားပြီးတော့ဒီ notification alert ကိုဖွင့်ထားပေးလို့ရတယ်။အဲ့အတွက်ကျွန်တော်တို့ဒီမှာ setting နဲ့ကိုသွားလိုက်မယ်။သွားပြီးတော့ကျွန်တော်တို့ဒီအောင်နာလေးမှာဒီ safety နဲ့ emergency ဆိုတာလေးကိုဝင်လိုက်မယ်။ဝင်လိုက်ပြီးတော့ကျွန်တော်တို့ဒီမှာ aquatic alert ဆိုတာရှိတယ် ူထဲဝင်ပြီးတော့ဒီမှာကျွန်တော်တို့ aqua alert ဆိုတာလေးကိုဝင်ထားပေးလိုက်ပါတော့။ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့နီးပါဝင်ချက်မှာငလျင်လောက်တဲ့အခါမှာဖုန်းကနေ notification ပေးมาဖြစ်တဲ့ notification alert လောက်ပေးมาဖြစ်တဲ့အဲ့တော့ကျွန်တော်တို့ဒီမှာနမူနာအနေနဲ့ဒီမှာ scene demo နေပြီးတော့ကျွန်တော်တို့ဒီမှာ အတန်ကိုနားထောင်ကြည့်လို့ရတယ်ပေါ့နော်။အဲ့ကိုယ့်နီးနားမှာငလျင်လောက်ရင်ဒီလိုမျိုးသူကကကျွန်တော်တို့ alert လောက်ပေးมาပေါ့နော်။အဲ့ဒီနေရာမှာတစ်ခုလောက်ထားရမှာကိုယ့်ရဲ့ဖုန်းမှာကျွန်တော်တို့ဒီကိုယ့်ရဲ့ဖုန်း GPS location ကိုဖွင့်ထားဖို့တော့လိုတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီအပေါ်ဘာတန်းလေးမှာဆွဲပြီးတော့ကျွန်တော်တို့ဒီမှာ location ဆိုတာလေးပိတ်နေတယ်ဆိုရင်ကျွန်တော်တို့ဒီ location လေးကိုဖွင့်ထားပေးလိုက်ပေါ့နော်အဲ location လေးဖွင့်ထားလိုက်ပြီးရင်ကျွန်တော်တို့ setting နဲ့အာဒီ aqua အလတ်လေးကိုဖွင့်ထားပေးလိုက်အဲဆိုရင်ကိုယ့်အနီးဝန်းကျင်မှာငလျင်လောက်တာနဲ့တပြန်နဲ့ဖုန်းကနေအလံလေးလောက်ပေးမှာဖြစ်တယ်ပေါ့နော် ဒါကတော့ကျွန်တော်တို့ဘာ software မှမလိုပဲနဲ့လုပ်တဲ့ကြီးပေါ့နော်အဲ့ဆိုဖုန်းတွေကြတော့ကျွန်တော်တို့ဒီ setting မပါတာလေးလည်းရှိတယ်ပေါ့နော်အဲ့ဒါမျိုးဆိုရင်တော့ကျွန်တော်တို့ Play Store ကနေ application တခုကိုကျွန်တော်တို့ download လုပ်ပြီးတော့ကျွန်တော်တို့ alert လုပ်ပြလို့ရတယ်အဲ့အတွက်ကျွန်တော်ဒီမှာ Play Store ရဲ့ကိုသွားလိုက်မယ်သွားပြီးတော့ကျွန်တော်တို့ဒီ search မှာ my aqua ဆိုတဲ့ application လေးကို download လုပ်လိုက်ပါမယ် my aqua alert ပေါ့နော်ဒီမှာကျွန်တော်တို့ ဝင်လိုက်မယ်ပြီးရင်ဒီကျွန်တော်တို့ logo လေးနဲ့ဒီပုံလေးကို this ဒီ application လေးကို install လုပ်လိုက်မယ် okay install လုပ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာ open ကိုနယ်လိုက်ပါပြီးသွားရင်တော့ကျွန်တော်ဒီမှာ next ကိုသွားလိုက်မယ်ပြီးရင် next ကိုသွားလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီအပေါ်က why you seen the app ဆိုလေးကိုဝေပေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ chain and setting နဲ့ကိုသွားလိုက်မယ် ိုက်မှာကျွန်တော်တို့ဒီအကွေအလတ်လေးကိုကျွန်တော်တို့အချိန်တိုင်းကျွန်တော်တို့ကကိုဒါကျွန်တော်အလတ်လုတ်ပေးနိုင်စေဖို့အတွက်ကျွန်တော် along all the time ဆိုတာလေးကိုရေးပေးလိုက်ပါတော့။ပြီးရင်ကျွန်တော်တို့ပြန်ပြန်ဆွဲလိုက်မယ်။ပြီးရင် next ကိုသွားလိုက်မယ်။ပြီးရင်ဒီမှာလည်း along လုတ်ပေးရမယ်။သူက notification permission တောက်နေကျွန်တော်တို့ along လုတ်ပေးလိုက်မယ်။ပြီးရင်ကျွန်တော်တို့ complete ဆက်သွားပြီ။ပြီးရင် finish လုတ်လိုက်နေပါတော့။ အဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီကိုရဲ့အနီးနားမှာငလျင်တွေလောက်တာကိုတို့ကဒီမှာအလတ်လောက်ပင်းနေပါအဲ့တော့ဒီနေရာမှာကျွန်တော်တို့ setting လေးတစ်ခုပြင်မယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်တို့ကဒီကဘာနဲ့ဝမ်းမှာကျွန်တော်တို့လောက်ခတ်နေတဲ့ငလျင်မျိုးတို့ကအချိန်နဲ့ပြရနေပါဗောနော်ကျွန်တော်တို့ကဒီမြန်မာနိုင်ငံကူရဲမှာရင်လောက်တဲ့ငလျင်တွေပဲကျွန်တော်တို့ကကျွန်တော်ကြည့်ခြင်းနဲ့အလတ်လောက်တာလိုခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဒီ setting တွေကိုတွားလိုက်မယ်ပြီးအဆက်လေး30ကိုနိုင်မယ်ပြီးရင် setting တွေကိုတွားလိုက်မယ် ပြီးရင်ကျွန်တော်တို့ notification type ထဲကိုဝင်လိုက်ပါအဲ့မှာကျွန်တော်တို့ကဒီမှာ notification type မှာရွေးစရာရှိတယ်အဲ့တော့ကျွန်တော်တို့ကကိုယ့်ရဲ့အနီးအနားမှာငလျင်လောက်တာနဲ့ alert လောက်တာမျိုးလိုချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကမီးယားပိုင်းစွာလေးကိုရွှေ့ပေးရမှာပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီမှာ minimal magnitude ပေါ့နော်အပြင်းအားဘလောက်ရှိတဲ့အခါမှာကိုယ်တို့ဒီလောက်စေချင်တာလဲပေါ့နော်ကျွန်တော်တို့ဒီမှာရွေးချယ်သတ်မှတ်လို့ရတယ်အဲ့တော့ကျွန်တော်ကတော့ဒီမှာ3.0 3. ဒီ magnitude 3အထက်ကိုကျွန်တော်တို့က ီ notification လတ်လောက်စင်တာကျတဲ့အတွက်ဒီကောင်ကိုရွှေ့လိုက်မယ်ပေါ့ပြီးရင်ကျွန်တော်တို့ဒီ notification setting နဲ့ကိုဝင်လိုက်မယ်ဝင်သွားပြီးရင်ကျွန်တော်တို့ကဒီမှာ alert ရှိတယ် silence ရှိတယ်ဒါကကျွန်တော်တို့က alert ကိုပေးထားရမှာဖြစ်တယ်ပြီးရင်ကျွန်တော်တို့က sound ပေါ့နော်အတန်အတန်ကိုကဘလို့ sound မျိုးနဲ့ဒီအရကို alert ကိုလိုချင်တာလဲကျွန်တော်တို့ကဒီမှာကိုစိတ်ချိုင်းအတန်ကိုရေးချထားလို့ရတယ်ပြီးရင်ကျွန်တော်တို့ဒီမှာ show region ပေါ့နော် အဆိုး region ကိုနှိပ်လိုက်မယ်။နှိပ်ပြီးတော့ all region ဆိုတော့တကဘာလုံးမှာရှိလောက်ကမြအင်္ဂလိပ်တွေသွားပြပေးနေမှာဖြစ်တယ်။ကျွန်တော်တို့ကမြန်မာနိုင်ငံမှာလုတ်တဲ့ငလိပ်ရင်ကိုပဲကျွန်တော်တို့က notification လိုချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာမြန်မာဆိုတာကိုယူလိုက်မယ်။အဲ့ဒီမှာကျွန်တော်တို့မြန်မာပမာဆိုတာလေးယူပေးလိုက်ပြီးရင်ရပါပြီကျွန်တော်တို့ဖက်ပြန်ခတ်လိုက်မယ်အဲ့ဒါဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ ဒီတခြားနိုင်ငံကလုတ်တဲ့ငလျင်တွေမပါဘဲနဲ့ဒီမြန်မာနိုင်ငံတဝမ်းမှာလုတ်တဲ့ငလျင်တွေဒီမှာကြည်လို့ရမယ်သူရဲ့အချိန်ပါမယ်ပြီးရင်သူရဲ့ DNA magnitude ပေါ့နော်ဒီမှာဆိုရင်ဆိုတော့ဒါ2.70နဲ့လုတ်သွားတယ်ဒီမှာဆိုရင်ဆိုတော့3.3နဲ့လုတ်သွားတယ်ဒီမှာသူရဲ့အချိန်နေဒီမှာ50မိနစ်အကိုနော်48မိနစ်အကိုစသဖြင့်ဒီမှာကြည်လို့ရတယ်ပြီးရင်ဒီနေပုံထဲမှာလည်းပဲကျွန်တော်တို့ဒီမှာငလျင်လုတ်သွားတဲ့နေရာတွေကိုဒီမှာဒီလို location ပုံစံလေးနဲ့ထောက်ပြနေရပေါ့နော် โอเคပါအဲ့တော့ကျွန်တော်တို့ဒီလို application လေးတွေဖုန်းထဲမှာထည့်ထားပြီးတော့အားကျွန်တော်တို့ငလင်လောက်တဲ့အခါမှာ notification လက်လေးယူထားပြီးတော့ကျွန်တော်တို့ဒါကြွတင်ရှောက်ရှားလို့ရစီမှာဖြစ်ပါတယ်